ပရိသတ်များအားလုံးမင်္ဂလာပါရှင်ပရိသတ်များအားလုံးကို ကျမတို့ရဲ့ concept YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့တင်ဆက်မယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမနန်းချညိုရေးသားထားတဲ့မဆိုင်ညိုဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဒီကနေ့ရဲ့ဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ချဖို့လဲတောင်းဆိုပါရစေရှင်ဇာတ်လမ်းတွေတင်နိုင်သိရှိစေဖို့အတွက်ဘေးနားမှာရှိတဲ့အချက်ပေးခေါင်းလောင်းလေးကိုလည်းတစ်ချက်နှိပ်ထားပေးပါရှင် ကိုလောင်ရှင်ရှင်လွန်လာပြီနော်မနက်ကပဲအိတ်ထဲကပတ်စံလေးကုန်နှိုက်သွားတာလေဈေးဘူးတော်မကြံတော့ဘူးအခုလဲဝတ်ထားတဲ့နက်ကကိုထက်လာတောင်းတာရှင်မလွန်လုံးလားငါမျောသွားတာလေပြန်လိုက်မလို့ပါဟာရှင်သိလားဒီမှာတားလေးရနေတိတ်ကောင်းတာမဟုတ်ဘူးစေကန့်လည်းပြအောင်မယ်လေအဲ့ဒါကြောင့်တပြားမှထက်လာမတောင်းနဲ့နက်ကလည်းမပေးနိုင်ဘူးတကြက်လည်းမပေးနိုင်ဘူးရှင်ဟာဒီမိမ့်မပေးဆိုရင်ပေးနော် ကြာရင်ငါတက်မိလိမ့်မယ်မပေးနိုင်ဘူးတော့ကဲဟာပါပြေမောကိုကြောက်ရောက်လာတဲ့လက်ဝါးကြောင့်မျက်နာတစ်ချမ်းလုံးဟာထူပူသွားမိတယ်။လောင်နင်နင်ကငါ့ကိုရိုက်တယ်ဟုတ်လား။ပေဖို့တာပြင်းမိစိုးရဲ့ကြောင့်တိကျသေးတာပေါ့။လင်မယားနှစ်ယောက်ကလက်ပန်းလုံးနေကြရင်နဲ့ဒါဖြစ်သူရဲ့အတန်ကြောင့်မိစိုးကလှဲ့အကြည့်။လာစန်းကောင်မှငါ့အောင်တော့လက်ပန်းပြန်လုံးရဲသေးတယ်။ ဇပင်ကိုဆဲဆုပ်ပြီးတော့နယံနဲ့စောင့်ခြင်းကိုခံလိုက်ရပြီးရဲ့နောက်ဦးကောင်တစ်ခုလုံးဟာပူထူပြီးတော့မျက်စိတွေတောင်မှပြဝေသွားတာအာကောင်တစ်ခုလုံးနာကျင်ကြိုက်ခဲ့ပြီးတော့မျက်နာတစ်ချမ်းတင်းလို့နေတယ်။တာပြစ်သူကလည်းငူပြီးတော့မိခင်ဖြစ်သူကိုဖတ်တာ။နားနှကက်ကိုစမ်းကြည့်တော့ရှိမနေတော့ပါဘူး။သူ့မှာနာကြီးစွာတောက်တစ်ချက်ခောက်လာရင်နဲ့လေးနှစ်သားရွယ်သားလေးကိုရင်ခွင်ထဲကိုဆွဲသွင်းပြီးတော့ အာရပါရငိုချလိုက်တော့တာမိဆိုဟာတရုတ်မြန်မာကပြအမျိုးသမီးဖြစ်ပြီးတော့ရုပ်ရည်ရလည်းချောမောလာပသူတူပါသူဟာမွေးချင်းမောင်နှမ9ယောက်နဲ့4ယောက်မြောက်သမီးဖြစ်ပြီးတော့သူရဲ့ထက်မှာတော့အကို3ယောက်ရှိတယ်ညီမအငယ်ဆုံးဟာမိဆိုတက်ဆယ်နှစ်ခန့်ငယ်ရွယ်တယ်မိဆိုရဲ့ဘွားကျက်တဲ့သူဟာပြကြီးတရုတ်လူမျိုးစင်စစ်ဖြစ်ပြီးတော့စီကန်းကလည်းကောင်းပါတယ်အဲ့ဒါကြောင့်မိမလေးမိဆို ိုင်းငေါက်ကြောက်ပြီးဖြစ်ဖို့အတွက်စီကံအထက်ထက်နဲ့တင်းကျပ်ထားတာမီဆိုရဲ့အမိတော်ရှောက်ရီရလည်းချက်မြတ်တဲ့မိမတဲဦးဖြစ်တော့မီဆိုကလည်းအပွားပြတဲ့သူထိမ့်နှိမ့်နဲ့ကြားရနေမေတူသမီးဖြစ်ပြီးမဟုတ်မကန်ဆက်ဆက်ကျဲလေးတဦးပါသူ့ရဲ့ကိုရီကလည်းညီမထီဓာကြီးလို့ဆိုတဲ့သူတွေပါကိုစုံဆိုင်ကြီးကိုဦးစီးလောက်ကိုင်နေတဲ့မီဆိုရဲ့အမိကလည်းတာသမီးတွေကိုကြည့်ရင်ဆက်ဆက်တိမကန်နဲ့မအေမျိုးပါ မီဆိုရဲ့ဖခင်ကတော့အချက်ပြုတ်ကိုအယံဝါဒနာပါပြီးတော့ခက်အေးအေးနေတတ်တဲ့သူပါမီဆိုတန်ဆယ်နှစ်ခန့်ရွယ်မှာပဲအငယ်ဆုံးမလေးမိတဲကိုထမှန်မွေးဖွားခဲ့တာမိတဲတက်၅နှစ်ပြည့်တဲ့ချိန်မှာမီဆိုဟာဆယ်တန်းကျောင်းသူတယောက်တောင်မှဖြစ်နေပြီတယောက်သွေးဆက်ပြီးတော့လှသွေးကျနေတဲ့မီဆိုရဲ့အနာကိုချဲ့ကပ်ဖို့စူးစမ်းကြတဲ့သူမှတ်သမ ्या မီဆိုကိုရီးယားလက်စာကိုတိသွားကြတဲ့သူတွေကြီးပါ အဲ့အကြောင်းမီဆိုတန်20ရွက်ခန့်ရောက်ရှိလာပြီမဲ့လေကြီးစားဆိုလိုမူးယင်နာမှာရှုစရာမရှိခဲ့ပါဘူး။လက်အောင်ကအဲ့ဒီမျိုးလေးရဲ့မြို့မျက်နှာဖုံးတည်းရဲ့တအူးတီးတော့တာပါ။လက်အောင်ကလည်းမီဆိုတန်အသက်9နှစ်ခန့်ကြီးတဲ့သူပါ။လက်အောင်ကမီဆိုကိုချစ်ကြိုက်လွန်းနာကြောင်းလာရောက်တောင်းရမ်းပါတော့တယ်။မီဆိုရဲ့မိဘတွေကလည်းလက်အောင်နဲ့သူ့ကိုသဘောတူခဲ့တာမို့ပေးစားခဲ့ကြတယ်။အဲ့ဒီလိုနဲ့အိမ်အောင်တက်ကတစ်နှစ်ခန့်ကြာမှာ မီဆိုဟာတောက်လေးကိုဖွားမြင်ခဲ့တယ်။ဒီချိန်တည်းမီဆိုရဲ့အိမ်တော်ရအဆင်ပြေခဲ့ပါတယ်။နောက်ပိုင်းလအောင်တယောက်ကအုံတင်ငပြောတီပွဲစားလုပ်ပြီးတော့မီဆိုဟာအုံငပြောခိုင်မျိုးဘားကရစီမှာအကြီးကျယ်ရောင်းချတော့အတော်လေးအဆင်ပြေခဲ့ပါတယ်။မီဆိုရလင်မယားစည်းဝါးရေးတက်လာတာနဲ့လာအောင်ရဲ့မိဘတွေကလည်းသူတို့ပိုင်ဆိုင်တဲ့အိမ်တွေထဲကကုန်းချံကုန်းမရှိတဲ့နှစ်ဆောင်ပြန်အိမ်တဲကိုလာအောင်တို့လင်မယားကိုအမွေဖြစ်နဲ့ခွဲဝေပေးခဲ့တာမို့ မိဆိုးတို့လင်မယားလည်းအဲ့ဒီအိမ်ကိုပြောင်းလာခဲ့ကြတယ်။အိမ်ကိုဝင်းထရန်ကနေရက်ကြည့်လိုက်အိမ်ရဲ့ညာဘက်ခြမ်းကနှစ်ချိုပရောက်ပင်ကြီးတွေကဘုံးအုပ်ထားသလိုမြင်နေရတာ။အမှန်စစ်စစ်ကတော့ပရောက်ပင်ကြီးကအိမ်နဲ့အနှံ့ငယ်လန်းတဲ့မျက်နှာစာမှာတရှိနေတာပါ။အဲ့ဒီပရောက်ပင်ရဲ့ဂိုင်းပြားကျိုးကလည်းခြံရဲ့ဝင်းထရံပေါ်အုံမိုးလျက်ရှိနေတာ။အဲ့ရဲ့ဘယ်ဘက်ခြံမှာမကြီးပင်ကြီးတပင်ရဲ့တင့်ငုတ်တို့တခုလည်းတွေ့ရတယ်။ ဲ့ဒီတင်းငုတ်တို့ရဲ့ပင်စီကလည်းညာဘက်ချမ်းမှရှိတဲ့မရောက်ပင်ကြီးရဲ့ပင်စီနဲ့အရွယ်တူပါမိစိုးကအိမ်ကြီးကိုကြည့်လိုက်ပြီးတော့ကိုလာအောင်အိမ်ကြီးကလည်းနှစ်ဆောင်ပြန်အိမ်ရေနံကြီးတွေကလည်းဝနေအောင်တုတ်ထားတော့မဲပြောင်နေတာပဲမကြီးပင်ရိတ်ကလည်းလေအိမ်ရှိနေပြောက်တောင်မထိုးတော့ပဲနဲ့ချက်ထဲကိုကြည့်လိုက်အောင်မိုင်းနေတာပဲကြည့်ရတာနေကင်းဘက်ကြီးအောင်မှာစက်သိမ်းထားတယ်ရှင်။အော်မိစိုးကလည်း ။နင်ကကြောက်တတ်တဲ့မိန်းမမဟုတ်ပါဘူး။အပင်ရိပ်ရှိတော့ပိုတော့မှအေးသေးရဲ့။နေခင်ပါတားလေးနဲ့အပင်ရောက်မှအေးလူလူဆော့လို့ရတာပေါ့။ဆိုးရသားမီးယာဈေးမှာပဲအချိန်ကုန်များတာပါ။လာပစ္စည်းတွေနေရာချကူအောင်။အေးပါမိန်းမရဲ့။လောင်လို့လင်များအတွက်အိမ်ရကျဲဝန်းလုံးလာပါတယ်။ညနေတဲ့ချိန်မှာပဝင်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်လုံးနေတယ်။အရင်ကလူနေတူတက်တဲ့နေရာနဲ့ဆိုင် အခုနေရာအေဂျင့်တိတ်ဆိတ်လုံးနဲ့လို့ဆိုရမယ်။အဲ့ဒီတိတ်ဆိတ်မှုက၆ချားဆရာတော်မှကောင်းနေတာ။မီဆိုတို့လင်မြအောက်ထပ်မှာပဲနေကြတယ်။အပေါ်ထပ်မှာတော့လူမနေပါဘူး။အဲ့ဒီကိုရောက်ပြီးတော့မကြခင်မှာပဲ။လှောက်တယောက်ကအဲ့ရက်ွက်ထဲမှာရှိတဲ့အပေါင်းသင်းဟောင်းနေနဲ့ဆုံပြီးတော့ဖဲရိုက်တက်လာတာ။အဲ့ဒီချိန်မှာလျှက်စစ်မီတွေကနှစ်ရက်ကြာတစ်ခါမှလာတက်တာမို့အိမ်တိုင်းမိဘကဘက်ထရီအိုးတွေကိုစောင့်ထားတက်ကြတယ်။ ဘတ်ဂျီယိုမီယာအာရော့ပြီးတော့အခန်းထဲမှာရှိတဲ့အလင်းရောင်ကလည်းမှိန်ဖြုတ်လိုလာတယ်။ခြေတံတရှက်ရှက်ကြောင်မီဆိုကအဲ့နေရာကနေရုတ်တရက်လန့်လို့လာခဲ့တာ။အဲ့ဒီနောက်သားဖြစ်တဲ့သူကိုဇန်းကြည့်လိုက်ပြီးတော့ဟဲ့တာတာလေးဘယ်ရောက်သွားတာလဲ။သူကလည်းအိတ်ချင်မှုတူးနဲ့ဘဲဘီဝဲရာကိုရှာကြည့်လိုက်တယ်။ကရင်ချင်းရင်ရဲ့အစုံမှာသားဖြစ်တဲ့သူကမတ်တက်ရက်ပြီးတော့အခန်းပြင်ပအမောင်တဲကိုစူးစိုက်ကြည့်နေတယ်။ အဲ့ဒီချိန်ဘက်တရီမီတီဝါချင်းချင်းကအလင်းရောင်ဖြော့တော်တော်ဟာမိတုံမိတုံနဲ့ဖြစ်လာတာတာလီလာဘာလို့ညာဘက်ကြီးကိုထနေတာရောသူကလည်းတားဖြစ်သူကိုရှင်ခွင်တဲကိုဆဲတင်လိုက်တော့တားဖြစ်တဲ့သူကအခန်းပြဘက်ကိုလက်ညိုထိုးပြနေတယ်တာဘာမြင်လို့လဲသူ့ရဲ့အမေကိုတားဖြစ်တဲ့သူကပြန်မပြေဘဲနဲ့အခန်းပြဘက်အမောင်ထဲဝယ်လက်ညိုထိုးပြနေတာ အေးတယ်ကုံလာအောင်ကလည်းဖဲသွားရိုက်တာပြတ်မလာသေးဘူးဒီအိမ်မှာငါတို့သားမီးနှောက်တယ်သူကလည်းသားဖြစ်သူကိုဖတ်ပြီးတော့အိပ်ပျော်ဖို့အတွက်စူးစမ်းနေမိတာမကြခင်မှာသားဖြစ်တဲ့သူကတရှူးရှူးနဲ့အိပ်ပျော်သွားတော့တယ်အာအေးတယ်မှအိမ်သားသွားချင်လာပြန်ပြီနောက်ရက်ဆိုရင်တော့စီအိုလေးပါလေးဝယ်ထားအောင်ပါပဲညာရင်းညာတာထွက်ရတာမလွယ်ဘူးဒုက္ခဒုက္ခအခုတော့သွားရအောင်မယ် ။သူကလည်းအဲ့ဒီလိုညင်ညူပြီးတော့အိမ်သာဘက်ကိုအလင်းစလိုထွက်လာခဲ့လိုက်တယ်။မရောက်ပင်အိတ်ကိုဖျက်ရှောင်းချက်သိမ်းနေရထလာခဲ့တာ။သူလည်းရေအိမ်ထဲကိုအမြန်ဝင်ပြီးတော့ကိစ္စကိုရှင်းပြီးတော့ပြန်ထွက်။မရောက်ပင်ရဲ့တပတ်အကွယ်ကိုအမျိုးသမီးတဒံအရေးတခုဝင်သွားတာကိုတွေ့လိုက်ရတာ။ဟဲ့လူလားတဆေလား။သူကလည်းအဲ့ဒီအမျိုးသမီးရဲ့ဝင်သွားရာဘက်ကိုတမီးနဲ့ချိုးကြည့်ပေးမဲ့လဲဘာအောင်မှမတွေ့ရပါဘူး อืมငါအမြင်မားနေတာနေမှာပါသူလည်းအိမ်ထဲကိုပြန်ဝင်လာပြီးတော့အိပ်ပျော်ကိုစူးစားလိုက်ရာမကြခင်မှာပဲပြန်လဲအိပ်ပျော်သွားတော့တယ်အိမ်နေညာလောက်တယောက်ကမိုးလင်းကန်ဒီမှာအိမ်ကိုပြန်ရောက်လာခဲ့တာကိုလာရှင်ဒီယိုရောက်လာပြီးတော့မှအချိုးတွေကပြောင်းနေရဲ့နော်အိမ်ကဘက်ထရီကိုစိုင်းအောင်ယူသွားပြီးတော့အားသွင်းလိုက်အောင်ညာကလေးကလည်းငုံတုတ်ထထတိုင်းပြီးတော့အပြင်ဘက်ကိုလက်ညှိုးထိုးပြနေတာ ဘက်တရီကလည်းအားနေနေတော့ဘာမှမမြင်ရဘူးအေးပါမိမရဲ့စိတ်ချပါငါ့ကိုဒီနေ့အုံနဲ့ငပြော်ဝဲဖို့ပေးအောင်အုံးစေးတွေကလည်းတက်လိုက်တာကွာမီဆိုကလည်းငွေအချို့ကိုလှအောင်လက်ထဲကိုထည့်ပေးလိုက်ပြီးတော့ကားလေးကိုလက်ဆွဲပြီးတော့ဈေးဘက်ကိုထွက်လာခဲ့လိုက်တယ်မမတည်ရေကိုလာအောင်ကတော့အုံးစေးတွေတက်နေတယ်ပြောတယ်ဟဲမတက်ဘူးနော်မီဆိုကြီးလူကအခုတော်တော်ခြေလန်းတွေပြတ်နေတယ် ကြည်လက်ထိတ်မအောင်ဟဲ့။ဟိုရက်ကလည်းဇင်းထိတ်ကုန်ပါဆိုင်ရဟိုထုံးတို့နဲ့ဖဲရိုက်တာ။ကြီးရဲ့ယောက်ျားအတော်ထိတယ်ပြောတယ်နော်။မတ်တီရဲ့စကားကြောင့်မိဆူကအယံမဲဒေါသထွက်မိသွားတယ်။အေယိုပြန်ရောက်လာတဲ့အခါလင်မယားနှစ်ယောက်ကအကြီးကျယ်စကားများကြတော့တယ်။ကိုလာရှင်ကကလိန်ကကြက်ပဲ။ကိုမိန်မအောင်တော့ပြန်လိန်နဲ့ကောင်။ရှင်လိုလူကိုယွန်းနေ။ယွန်းကွာခင်မဆိုင်ဘူး။အေးရှင်ဒီအိမ်ပေါ်ကနေဆင်းသွား။ အသက်လုံးပြန်မလာနဲ့မေးရမို့လို့မောင်းထုတ်နေရလားဂျာငါ့မေပေးထားတဲ့အိမ်နေငါနေချင်နေမယ်ငါသွားချင်သွားမယ်ထွက်သွားချင်မင်းမသာမင်းထွက်သွားအေးငါရဲ့တာကိုတော့ထားခဲ့ပြောချင်ရပြောပြီးတော့ထွက်သွားတဲ့ယောက်ျားဖြစ်သူကိုနာကြီးစွာကြည်ရင်နဲ့ပားပြင်ပေါ်ကိုမျက်ရည်တွေကကျလာတာအခုလေလာအောင်ဟာမိဆိုရဲ့နာပန်ထားတဲ့စိတ်မကက်ကိုအတင်းကျပ်ယူဆောင်သွားပြီးတော့လူကိုလည်းရိုက်နှက်ထားခဲ့တာမို့မိဆိုတယောက်က နှာအောင်စိတ်နာကြီးနာပြီးတော့တက်ပြစ်ချင်လာအောင်မုန်းနေမိတော့တာညအချိန်မှာဆွဆွငငယ်ဦးလိုက်တဲ့ခွေးဥတန်ကြီးကထွက်ပေါ်လာတယ်အဲ့ဒီခွေးဥတန်နေကြောင်မိဆိုးတယောက်ကအဲ့နေရာကနေလက်နိုးလာခဲ့တာခွေးတွေကလည်းဦးလိုက်တာကြောက်ပါတယ်ဆိုမှဟိုဖဲသမားကလည်းလေအခုတည်းကိုပြန်မလာသေးဘူးငါမှလည်းခလေးတယောက်နဲ့အဲ့လိုညင်ညူရင်းနဲ့လက်ကနိုင်ကိုကြည်လိုက်ပြီးတော့မနန်နှစ်နိုင်ချိုးပြီးတော့9မိနစ်ရှိနေပြီ။ ိရှိကန်ကနေခြေတံကိုကြားလိုက်ရတယ်။ဟင်။အိရှိကန်ခြေတံလား။အတန်ကအိရှိကန်ကဖြစ်တယ်။အဲဒီခြေတံကခက်လေးလေးရှောက်နေတဲ့အတန်မျိုးပါ။အဲဒီနောက်ခြေတံကသူ့ရဲ့အခန်းဘက်ကိုခက်မမှန်နဲ့ရှောက်လာတာ။အခန်းရဲ့ခန်းစည်းစားကိုတယောက်ယောက်ကအခန်းထဲကိုလှက်ကြည့်တဲ့ပုံစံမျိုးလှုပ်ခတ်သွားတယ်။မိစိုးကလည်းဘုရားစာရွတ်နေရင်နဲ့အခန်းဝကိုကြည့်လိုက်ပြီးတော့ဟဲ့ဘာတူလဲ။ ငါမစိမ့်ညိုပါဘယ်ကမစိမ့်ညိုလဲငါမသိဘူးနော်ตาနဲ့ငါ့အောင်တော့လာမနောက်ရှက်နဲ့နင်ခြောက်ချင်လှအောင်ပြန်လာမခြောက်ဒါကလေသူ့ရဲ့နင်မကျင်နဲ့သူ့ကိုပဲလောက်ပါ အကမ်းပြင်ဘက်ကအတန်နေရတိတ်ဆိတ်သွားတော့တယ်မကြခင်မှာလှအောင်ကအိမ်ကိုပြန်ရောက်လာခဲ့တယ်မိမကြီးနေ့ရက်ကတော့ပလုံဆွတ်သွားပြီဟဲ့ အယံမူကြီးတော့အာလေးရှာလေးနဲ့ပြောနေတဲ့လက်အောင်ရဲ့စကားတွေကိုမကြားချင်အောင်ဆောင်ပြီးတော့အိပ်ပျော်ဖို့အတွက်ကြိုးစားနေမိတာမကြခင်မှာပဲလက်အောင်တယောက်တန်းအနေဟောက်တန်နေရပေါ်ထွက်လာခဲ့တယ်။လက်အောင်တန်းဟောက်တန်နေတဲ့အတူအတန်တချို့ကလည်းထွက်လာခဲ့တယ်။ဒါပေမဲ့မိစိုးကလက်မကြည့်တော့ပါဘူး။ငါဆိုင်အတွက်အုံသေးဝယ်ခိုင်းတဲ့အရင်းနှီးတွေအကုန်လုံးဒင်းဟာဖဲရိုက်ပစ်တဲ့ပြင်မင်္ဂလာအတွက်အမေတို့လက်ဖွဲ့ထားတဲ့အမေရဲ့စိတ်နဲ့ကောက်ကိုတော်မှာ တညတည်းနဲ့ဖဲရိုက်လိုက်တယ်။ပြီးတော့တောက်စားမူးယူပြီးမှပြန်လာတယ်။စိတ်နာဆုံးကတော့ငါ့ကိုကိုတိလက်ရောက်ရိုက်တာပဲ။သူကလည်းအဲ့ဒီလူတွေတွေးပြီးတော့ရှောင်းနေတဲ့မျက်နှာတစ်ချမ်းကိုစမ်းမိပြီးစိတ်နာကြီးနာလျက်ရှိပြီးတော့ဘယ်ချိန်ရအိပ်ပျော်သွားမှမသိတော့ပါဘူး။မိစိုးတယောက်ကမနက်ခင်းမိဖို့ထဲမှာချက်ပြုတ်နေတဲ့ချိန်မိမမိမဘာလဲရှင်နဲ့ကျမကြားထဲမှာဘာမှပြောစရာမရှိတော့ဘူးကိုလာအောင် ။ညလည်းအဲ့ဒါကြီးအသာထားစမ်းမအောင်။ညငါ့ကိုမိန်းမတစ်ယောက်ကလဲဘင်းလာညက်တယ်။အသက်ရှူရပြီးတော့တေတော့မတက်ပဲ။အဲ့ဒီမိန်းမကလေအသက်ကလည်းအတော်ကြီးနေပြီ။ညဘက်မျက်လုံးတစ်ဖက်ကလည်းမပေါ့။ငါမှလန့်လို့တေတော့မယ်ကွာ။တားကိုလည်းဂယုစိုက်ပါအောင်။အော်ရှင့်မတားရှိမှန်းတော့တိတ်သေးတယ်ပေါ့။မဟုတ်တာတွေလို့တောက်စာမူးယူးပြီးတော့မှပြန်လာ။ညတကောင်တလွဲမှပြန်လာတဲ့ရှင့်ရဲ့နောက်ကို ရလောကသားတွေကလိုက်လာပြီးတော့အမြင်ကက်လို့လည်းပဲညစ်တာနေမှာပေါ့ကိုလာအောင်ကလည်းကိုပြစ်နဲ့ကိုမို့ငြိမ်နေမိပါတယ်မိဆိုရဲ့စိတ်ထဲမှာလည်းလာအောင်လည်းပဲညစ်တဲ့အဲ့ဒီအမျိုးသမီးဟာမဆင်းညူဆိုတဲ့အမျိုးသမီးကြီးပဲဖြစ်လိမ့်မယ်လို့ထင်နေမိတယ်မဆင်းညူဆိုတာဘာတူလဲငါသူ့ရဲ့အကြောင်းသိအောင်စုံစမ်းရမယ်သူမကလည်းအိမ်နေရာဈေးရောက်နေရပြီမဲ့လဲစိတ်ထဲကမဆင်းညူဆိုတဲ့အမျိုးသမီးထံကိုပဲရောက်နေမိတယ် မစိမ့်ညူရဲ့အကြောင်းကိုလည်းသိစဉ်လုံးနေပါတယ်။အဲ့နေ့ကအေယိုဆောဆောပြန်လာခဲ့ပြီးတော့အရက်တရာခင်မင်သူတွေထံကိုမစိမ့်ညူဆိုတဲ့အမျိုးသမီးကိုသိလားလို့မေးပေမဲ့ဘသူမှမသိခဲ့ကြပါဘူး။လမ်းစားကပြောက်လူနေပါဖြစ်နေတာကြောင့်သူမှလည်းစိတ်တက်ကြနေမိတယ်။အော်မီဆိုနင်တို့အိမ်ကောင်းရင်ဘက်ကဖွားကျော့ဆိုတဲ့အဖွားကြီးတယောက်ရှိတယ်လေ။သူကအသက်80လောက်ရှိနေပြီဆိုတော့သူကတော့ညီးပြောတဲ့မစိမ့်ညူဆိုတဲ့အမျိုးသမီးကိုသိရင်သိမှာပေါ့။ အော်ဟုတ်သားပဲနော်ကျေးဇူးပါပဲအန်တီအေးရေခွာကျော်စီကိုသွားမေးကြည့်လာအောင်မယ်အေးပါအေးမိစိုးတို့သားမီးရလဲခွာကျော်အိမ်ဘက်ကိုရှောက်လာခဲ့လိုက်တယ်ခွာကျော်ရေခွာကျော်အေးအိမ်ရှိရဘသူတွေတော့မိစိုးပါခွာကျော်ရဲ့အော်ချင်းရင်ကငါပြောတိရောက်နေမိစိုးလားဟုတ်ပါတယ်ခွာရဲ့အေးအေးလာလာဝင်ခဲ့ကြ ။နီဇဝလည်းဘွားကျော်ထိုင်နေတဲ့ခုံတန်းရှိမှဝင်ထိုင်လိုက်တယ်။ဘွားကျော်ကလည်းတမိမေးစရာရှိလို့ပါ။ဟဲ့အထူးစမ်းပါလားအေး။ပြောဘာတွေမေးချင်တာရော။ဘွားမစိမ့်ညူဆိုတဲ့အမျိုးသမီးကိုသိလား။ဟဲ့မစိမ့်ညူကဘာဖြစ်လို့ရော။ညီရသူ့ကိုဘလို့သိတာလဲ။ဒါဆိုရင်ဘွားကျော်ကမစိမ့်ညူသိတယ်ပေါ့။ငါမေးတာဟုတ်တာဖြည့်စမ်းပါအေး။ ။ညမစိမ့်ညိုဘလို့သိတာတော့။မိစိုးကလည်းညအဖြစ်ပြက်တူဖွားချောကိုတခုမကြံပြောပြလိုက်တော့တယ်။ဖွားစောဟာတပ်ပြင်းရှိတစ်ချက်ကိုချလိုက်မိပြီးတော့။"အော်၊နှစ်တွေလဲကြာပြီ။ तू ကအခုတည်းမကြွတ်ရှာသေးပါလား။သူ့ကိုကြွတ်သွားပြီလို့တော့မှထင်နေရ။အတ္တတွေအစွဲတွေရလေ။"သိပြီးတော့ကြောက်စရာကောင်းပါလား။မစိမ့်ညိုဆိုတာအေးဖွားချော့ရဲ့ရောက်ခမပေါ့ ညီတို့အခုနေနေတဲ့နှဆောင်ပြအိမ်ရဲ့အရင်ပိုင်းရှင်လေသူကမျက်လုံးတစ်ဖက်ကကွဲနေတာဟုတ်လားမွေးရပါမမြင်ရတာလားဟင်ဘယ်ဟုတ်ပါမလဲသူငငယ်ကပြေးလွှားဆော့ကစားနေနေလူကြီးတယောက်ရဲ့ဆက်လိမ်မီနဲ့သူ့ရဲ့မျက်လုံးကိုထိုးမိတာအဲ့ဒီမှာမျက်စိကွဲသွားရှာတာဒီကမှာခင်ပွန်းဖြစ်သူကိုလောက်အောင်ပြောတဲ့လက်ဝင်းလာညက်တဲ့မျက်လုံးတစ်ပတ်မပါတဲ့မိန်းမကြီးဆိုတဲ့သူဟာ ွားကျော်ရဲ့ရောက်ကမှမစိမ့်ညိုဖြစ်မှန်းသိချာသိလိုက်ရတယ်။သူကအတ္တကြီးတယ်။မာနကလည်းခက်ကြီးကြီး။နောက်သူတေတော့မကျွတ်ဘူး။ညီတို့အခုနေတဲ့အိမ်ရဲ့ရှေ့မှာလေအရင်ကမကြီးပင်တပင်ရှိတယ်။သူတေပြီးနောက်ပိုင်းမှာ၆လမ်းမှုတွေကအရန်ကျန်းတာ။မကြီးပင်ပေါ်ကနေသောက်တိုးကြီးဆင်းလာတာမျိုးတွေအပင်ကြီးအောက်မှာငုတ်တုတ်ကြီးထိုင်နေတာမျိုးတွေရှိတယ်။ဘလောက်တောင်၆လဲဆိုရင်လေ။ နေဝင်လာရင်အဲ့ဒီအိမ်ရှိလန်းလူမပြောနဲ့ခွေးတကောင်ကြောင်တမီတော်မှမဖြတ်ရဲကြဘူးတရားတွေဘာတွေနားလဲမရပါဘူးအေးနောက်ဆုံးအဲ့ဒီမကြီးပင်ကိုပွဲပေးတောင်းပန်ပြီးတော့ခုတ်လိုက်ရတဲ့အချိန်နေကြီးဖြစ်ခဲ့ကြတာနောက်တော့အိမ်ထဲမှာတံပလန်နေတော့ကြားခဲ့တယ်ဒါပေမဲ့ရမ်းကြည့်တော့မစိုးပါဘူးနောက်ပိုင်းကျတော့ဘွားကျော်တို့ကလည်းကလေးတွေကြောင်းစိတ်တွေလုံလာပြီလေ အဲ့ဒီတော့နှက်ဆောင်ပြန်အိမ်ရှိတဲ့ဘက်ကျောင်းခွဲရောက်လိုက်ကြတာနောက်လူတွေကလည်းအဲ့ဒီအိမ်မှာတိတ်မနေကြတော့ဘာမှပြောတမ်းမကြရအောင်အဲ့ဒါကြောင့်ဖွားကျော်ကလည်းသူ့ကိုကျွတ်သွားပြီးချင်နေတာအခုသမီးပြောပြမှာပဲသူအခုဒီမကျွတ်သိမ်းမှသိရတာဩအဲ့လိုဦးအင်းသမီးဈေးပိတ်တဲ့နေကြမှာသူ့အတွက်ရည်စူးပြီးတော့အလှပြုတရားနာပေးမယ်ဖွားကျော်ကောင်းတာပေါ့အေး ာဓုတာဓုတာဓုဈေးပရက်မှာတန်ကာတော်တွေကိုလှူပွဲဝတ္ထုတွေကတ်လူပြီးတော့မဆိုင်ညူအမီကိုအကြိမ်ကြိမ်ခေါ်ပြီးတော့ရေဆက်သွင်းချအမြပေးဝေပေးလိုက်တယ်။အဲဒီကုတူကြောင့်မဆိုင်ညူတယောက်ကျွတ်လွတ်သွားပြီလို့မိဆိုအားထင်နေမိတယ်။ညအချိန်မှာခွေးဥတန်ရမင်္ဂလာမရှိစွာနဲ့ထပ်ပေါ်လာပြန်တယ်။သူ့ရဲ့နားထဲမှာအမျိုးသမီးတဦးရဲ့လိုက်ငိုတန်ကြီးကိုကြားလိုက်ရတာ။ဟဲ့မဆိုင်ညူ ရှင်ရှင်အခုတိမကြက်သေးဘူးလားตาတို့မခေါ်ဘူးလားသူ့ရဲ့အမေကိုပြန်မပြေဘဲနဲ့အဲ့ဒီအမျိုးသမီးကခေါင်းရမ်းပြပြီးတော့အခန်းထဲကနေထွက်သွားတော့တာနေပါဦးမစိမ့်ညိုရဲ့နေပါဦးမိမမိမကဘာတွေရောင်ပြီးတော့អော်နေရလဲမစိမ့်ညိုရောမင်းစိတ်ဆွဲနေလို့နေမှာပါမနက်ကပဲမင်းသူ့အတွက်အလူလောက်ပေးပြီးပြီမလား तू မရှိတော့ပါဘူးမဟုတ်ဘူးကိုလောင် तू ရှိနေသေးတယ် ဲပါကွာအဲ့တော့အစိုးရရှိသေးတယ်မိစိုးတယောက်ကဘလို့ပဲစူးစားပြီးအိတ်အိတ်အဲ့လိုမပြောတော့ပါဘူးနောက်ရက်မှာအထက်လန်းဆရာတယောက်ကိုအိမ်ကိုပြစ်ဆောင်လာခဲ့တယ်ဆရာအိမ်ကြီးကိုကြည့်ပြီးတော့အေးဒီအိမ်ထဲမှာပရလောကသားရှိနေတယ်အဲ့ဒီချိန်ကျဲလောင်တဲ့တောက်ခေါက်တန်ကို ကြားလိုက်ရတယ်မစိမ့်ညိုစိတ်မဆိုးပါနဲ့နော်မစိမ့်ညိုကိုကိုကြီးဘိုးဆရာကိုပြစ်လာခဲ့တာပါ မိဆိုရဲ့အတန်ကြောင်နှဆောင်မြန်အိမ်ရတိတ်ငနဲ့တုံသွားတော့တာဆရာကလည်းတောက်ရီတစ်ခွက်ကိုတပြေကတ်ကိုစိန်လိုက်ပြီးတော့နှုတ်ကလည်းတွတ်တွတ်ရွတ်နေရင်နဲ့နေရာနှံ့ကိုပတ်ပြန်တော့တာအဲ့ဒီနောက်ဘုရားကျောင်းဆောင်ရှိမှ9မိနစ်လောက်ညိတ်သက်စွာထိုင်ပြီးတဲ့နောက်တမီဒီအိမ်မှာနေတဲ့မကျွတ်မလွတ်တဲ့သူကအတော်ကြာနေပြီးနှစ်ပေါင်း100ကျော်လောက်တောင်ရှိနေပြီအဲ့ဒါကြောင့်သူ့ရဲ့တကူလုံးကအမွေးမြင်နေနဲ့ဖုံးအုပ်နေပြီးတော့ နားရီကလည်းကောင်းကောင်းမကြရတော့ဘူးအဲ့ဒါကြောင့်လဲသူကတာရုမခေါ်နိုင်တာရှင်ဟုတ်လားဆရာအဲ့ဒါဆိုရင်တမိဘလို့လောက်ရမလဲဆရာသူ့ကိုအိမ်ထဲမှာမနေနိုင်အောင်တော့ဆရာလုပ်ပေးခဲ့မယ်ခြံထဲမှာတော့တနေရာတော့ပေးမရမှာတမိရဲ့သူကတမိတို့ကိုမနှောက်ရှောက်အောင်တော့ဆရာလုပ်ပေးမယ်သူအကူတူကုန်နေနေတော့သူကျွတ်လွတ်ခွင့်ရမှာပါ ိတ်ဆရာရဲ့အကူအညီနဲ့မဆိုင်ညိုခြံထဲမှာရှိတဲ့နေရာတစ်ခုမှာနေရာပေးလိုက်တဲ့နောက်ပိုင်းတူတူကြကြချောက်လန့်မှုမျိုးတော့မရှိတော့ပါဘူး။နောက်ပိုင်းလောင်ကဖဲရှုံပြီးတော့အိမ်ကြီးကိုလည်းအပေါင်ရှုံးသွားတော့တယ်။လောင်နဲ့မိဆိုတို့လည်းမရရလဲလမ်းခွဲခဲ့ကြတာ။နှဆောင်ပြအိမ်ကြီးကတော့ယခုထစ်တိုင်ရှိနေသေးပါ။ဒါပေမဲ့မဆိုင်ညိုတယောက်ရှိနေလားတော့မပြောတတ်ခဲ့ပါဘူး။ မဆင်းညိုတယောက်ကအဲ့ဒီဘဝဇိုးကြီးရနေအမျက်ဆုံးကျွတ်လွတ်သွားပါစေလို့ထက်ခါထက်ခါဆုတောင်းနေမိပါတော့တယ်ဒီကနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီအခုလိုမျိုးအချိန်ပေးပြီးနားဆင်ပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။နောက်နေ့တွေမှာလည်းဇလန်းကောင်းလေးများစွာကိုတင်ဆက်ပေးုံမှာဖြစ်တဲ့အတွက်ပရိသတ်များအားလုံးကစောင့်မျှော်အားပေးနားဆင်ပေးကြပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။